အားလုံးပဲမင်္ဂလာပါကျွန်တော် channel တွေ note set လိုက်ပါတကယ်ညတို့ရေမနေ့ Sunday နေ့ prediction ပြီးွားပြီဒီနေ့မှ Sunday မှာ pit map လေးရှိရနော် Sunday pit map လေးရှိရနေမန်ယူပွဲလေးပါရှိတော့ဒီနေ့ရဲ့ Sunday 30 channel ကျွန်တော် prediction ပြန်ဆလိုက်အောင် okay ဒီနေ့မှာရှင်းနိုင်မှာနပွဲ တင်ကြီးကိုယင်ပြောကျွန်တော်ဖူဟန်နဲ့စပါပွဲလေးယင်စိတ်ဝင်စားဖူဟန်နောက်ဆုံးကားပွဲမှာနှစ်ပွဲနာပြောနှစ်ပွဲရှုံးတစ်ပွဲတည်ရင်တိုးတော်ညာလဲမနေ့ကမန်စီးတီးတည်ကြတယ်ဘရိုက်တန်ရှုံးတာဆိုတော့ဖူဟန်ခက်ညက်ညက်ခြေတော့မဟုတ်စပါလေနောက်ဆုံးပွဲမှာယူရိုပါလိမှာအေးဇက်ကို3-1နဲ့နိုင်တာလဲယင်ပွဲတော့ရှုံးနေထားပြီစပါလေချိန်မှန်မှန်နဲ့နေထားခုမှာဘတ်တရတိတဲ့အတိုင်းပေးထားကြည့်တာဟုတ်1.95 3.7ပဲစီးတော့စပါလာအောက်ရောက်သွားပြန်ဖူဟန်ပေးတာဖူဟန်အဆက်ရက်တိမှုမှာကြည့်တော့10မှာ စပါဆက်တော့ရမတ်တော်တော်ကွာ50မတ်34မတ်ဆိုနေတာဒီကွာဒီပွဲဘယ်လိုကြိုက်ကြလဲဖူဟန်စားမလား노ပါဖူဟန်ဒီပွဲစင်မှာကျွန်တော်ဝမ်ဝမ်လို့ပြည်နေကျွန်တော်ကိုခတ်မှလိုက်ပါတယ်။ Okay ကျွန်တော်စိတ်ဝင်စားနေတဲ့ကန်နာကြီးပွဲကိုကြည့်လိုက်တာကန်နာနဲ့ချင်းသေးနဲ့ချင်းသေးပြိုင်နေ။ကန်နာကလည်းနောက်ဆုံးပွဲ PSP ကို2-2တေးကြတာတဲ့ ဒါပေမဲ့ချက်စီရဲ့နောက်ဆုံး၅ဘွယ်၄ဘွယ်တိတိနိုင်တာနော်နေထားတော့ကောင်းတော့ကောင်းတယ်နေထားပြီခုမှာဆက်ရက်တွေမှကြည့်လိုက်တော့အာဆင်နယ်နဲ့55မှာလီဗာပူးနံပါတ်1နဲ့တော့တော်တော်ကွာနေပါပြီချက်စီရလည်းမနေ့ကမန်စီးတီးသေးကြနေထားခုနဲ့ချက်ပြန်လေးမှာရပ်မတ်သူရုပ်ကန်ရမလားဆိုတော့ကတ်လေးဘယ်လိုပြီးတာဝါပါအေဂျင်နဲ့ဖူပါဖိုင်စီအာရွေးပေးမှာဟောအာကြီးကလည်းလူနေထားနဲ့အာကြီးကလည်းအဲဒီမှာလူမပြည့်ပြည့်စုံတဲ့နေထားခုနဲ့မန်ယူနဲ့ အိုင်းနဲ့တေကြဆိုတော့ကျွန်တော်ဒီပွဲစဉ်ကိုတေရလန်နေမဲ့ဆုံးသက်လိုက်ချင်ပါလေကိုတူကိုဆိုတော့တေရလန်နေမဲ့ကျွန်တော်ကိုခတ်မှလိုက်ပါ Okay မနေ့ပတ်မနေ့တနိုင်ခွဲမှာမန်ယူပြိတိုက်ကြည့်ဖို့ရနေခက်ခဲပါတယ်နော်မန်ယူနဲ့လက်စတာပွဲယူကျွန်တော်ကြည့်လိုက်ရအောင်လက်စတာကတော့တန်းစင်းစုံနဲ့ရောက်သွားပြီအဆက်ကိုကြည့်လိုက်တော့19 18မှန်းနဲ့မလွယ်တော့ဘူးမနေ့ဦးပါတန်းနိုင်မှာတော့မန်ယူကလည်း75ယူရိုပါလို့ ယူရိုပါကော့ဖ်ရရတော့တို့ရောရမှာရသေးတဲ့ကုန်ကန်လေးပဲနောက်ဆုံးပွဲတွေမှာကြည့်တော့ဖာနန်ဒက်နဲ့ဟက်ထရီနဲ့ဆိုစီဒက်ကို4-1နဲ့အားရရှိထားတယ်မန်ယူချိန်မှန်တဲ့အနေထားခုမှာပတ်တည်းက4ပတ်ဒူစီ1ပတ်83ရောက်ပေးထားတယ်မန်ယူနေနဲ့ကတော့မဖြစ်မဲ့ဒီပွဲတော့အနိုင်ခံဖို့တဲ့လိုအပ်တယ်လို့ထင်တာပဲမန်ယူအဝေးမှာရလာကြခင်ဗျားတတိထားမိတာအမောင်နဲ့ရောက်ပြီးတော့အဲ့တော့ဒီပွဲစဉ်မျိုးကျွန်တော်မန်ယူပဲ2-9ဒီပွဲနဲ့အားရရှိမှာကြောင့်ကိုပြက်ပြက်တော့တာပဲခံမှန်းရင်းနဲ့ ကျွန်တော်ရူဘန်နဲ့ဆာရာကိုကျွန်တော်တို့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေဗျာကျေးဇူးတင်ပါတယ်